small talk တွေကတကယ်တော့ powerful ဖြစ်တယ် small talk တွေကနေတစင်လူတရားရဲ့ psychology ကိုသိနိုင်တယ်အဲ့တော့တယောက်နဲ့တယောက် psychology မတူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ society မှာ communication လုပ်တဲ့အခါမှာလည်း နာရတော့မဲ့ approach ကလည်းတူမှာမဟုတ်ဘူးဥပမာစကားပြောရင်အများရန်ဒေါ်သားတကြီးနဲ့လေကြီးလေးကြီးပြောတတ်တယ်ပြီးရင်သူများတွေကိုလိုက်ပြောဝေဖန်တတ်တယ်ဖြစ်တင်တတ်တဲ့လူစားမျိုးဆိုရင်ကျွန်တော်တို့ approach သွားမဲ့ပုံစံတစ်မျိုးဖြစ်မယ်ကွာအဲလိုမျိုးပဲနဲ့စကားပြောရင် AC တည်ငိမ့်နဲ့ mature ဖြစ်တဲ့ပြည့်တဲ့သူတွေကိုစကားပြောရင်တော့ကျွန်တော်တို့ချင်းခက်တဲ့ပုံစံတစ်မျိုးဖြစ်မယ်ဒီလူနှစ်ယောက်ကိုတူညီတဲ့ပုံစံနဲ့သွားပြောလို့မရဘူးဘာလို့လဲဆိုတော့ negative energy ထုတ်နေတဲ့လူတယောက်ကိုက positive energy သွားပေးရင်သူ့မှာလက်ခံနိုင်စွမ်းမရှိဘူးသူ့ရဲ့ energy ကအရန်နှိမ့်နေတာဖြစ်တဲ့အတွက် ် energy မကိုက်တဲ့သူချင်းဆိုရင် energy clash ဆိုတာရှိရကွာအဲ့တော့အဲ့လိုမျိုးညနေဆိုရင်များသောအားဖြင့်စကားပြောရအဆင်မပြေဘူးပေါ့နော်တစ်ဖက်မှာတော့ energy အရင်မြင့်နေတဲ့သူ vibrational frequency မြင့်နေတဲ့သူတယောက်နဲ့စကားပြောတဲ့အခါမှာဆိုရင်သူ့ရဲ့တည်ငြိမ်မှုကိုက sense လုပ်လို့ရတယ် energy ဆိုတာကုသတတ်တဲ့အမျိုးအစားဖြစ်တဲ့အတွက်ကိုက vibrational frequency မြင့်နေတဲ့သူတွေနဲ့စကားပြောမယ်ဆိုရင်ကိုယ့်ရဲ့ energy ကလည်းတဖြည်းဖြည်းမြင့်လာမှာပဲအဲ့လိုမဟုတ်ပဲねဒီပထမတယောက်လိုပေါ့နော်ရေရန်ချင်းချင်းနေပြောတယ်တင်းတင်းတင်းနေပြောတဲ့ negative energy ထုတ်နေတဲ့သူနဲ့ပဲပြောနေမယ်ဆိုရင်တော့ကိုယ်လည်းအဲ့လိုပုံစံမျိုးပဲဖြစ်သွားမှာခဏကအရင်တုန်းကကိုနဲ့ခင်တဲ့သူကလွယ်ပြီးတော့စကားမပြောချင်ခဲ့ဘူးပြောဖို့လည်းမကြိုးစားခဲ့ဘူးဒါငါ့ရဲ့ပုံစံပဲဆိုပြီးတော့ယုတ်တီနဲ့နေလိုက်တာများတယ် introvert လာဆိုလည်းမဟုတ်ပြန်ဘူးလူတွေကြောက်တာလားဆိုတော့လည်းမဟုတ်သေးဘူးစကားလဲရလားဆိုလည်းမဟုတ်ပြန်ဘူးရှင်းပြရတော့နည်းနည်းခက်တယ် maybe တယောက်ထင်နေချင်တာကြောင့်ရဲ့အဲ့လိုမျိုးစကားဝိုင်းတွေမှာ comfortable မဖြစ်တာကြောင့်ရဲ့ကိုယ်တိုင်လည်း interest မရှိတာကြောင့်ရဲ့ small talk တွေစိတ်မဝင်စားတာကြောင့်ရဲ့လည်းပါမယ်အဲ့ဒါဘယ်ချိန်မှာပြောင်းသွားလဲဆိုတော့ finite english စကားပြောစလေ့ကျင့်တဲ့အခါမှာပြောင်းသွားတာ english စကားပြောကိုတခြားသူတွေနဲ့ practice လုပ်နေရင် small talks တွေကိုစပြီးတော့ enjoy ဖြစ်လာတယ် small talks တွေပြောရတာကိုပျော်လာတယ်ပြီးရင်ကြောင်းတဲ့တယောက် topic အကြီးတွေ discuss လုပ်လိုက် small talks casual talk တွေ ပြောလိုက်စလိုက်နောက်လိုက်နဲ့ခဏအဲ့ဒီအချိန်မှာဘာကိုတွားပြောသတိထားမိလဲဆိုတော့ငါရင်တော့လူတွေနဲ့ communicate မလုပ်ချင်ဘူးစကားတွေအများကြီးမပြောချင်ဘူးဆိုတာကခရဲ့ပုံစံအစ်မဟုတ်ပါလားဆိုတော့စပြောသတိထားမိသွားတယ်ပြီးတော့ small talks တွေကအေးဆက်နေတဲ့ဆက်ဆံရေးကိုသူက break လုပ်နိုင်စွမ်းရှိတယ်။ကျွန်တော်တို့အခန်းတစ်ခန်းထဲမှာမသိတဲ့တွေ့နေထိုင်နေတယ်။တောင်နဲ့တောင်မသိဘူးဆိုတော့စကားပြောဖို့လည်းရှိနေရယ်ကွာ။ဒါပေမဲ့ကိုကအဲ့ဒီ ဒီလိုအေးခန့်နေတဲ့ဆက်ဆံရေးယူ small talk တွေနဲ့စပြီးချိန်ဖြစ်လိုက်မယ်။ဥပမာอืมအမအမမနေရာလဲဘာလို့လောက်တာလဲအသက်ဘယ်လောက်ရှိသွားပြီလဲဒီမနေရာဘယ်လောက်ကြာပြီလဲစသဖြင့်အဲ့လိုမိကွန်းလေးမေးပြီး small talk တွေပြောလိုက်ခြင်းအဖြစ်အေးဆက်နေတဲ့ဆက်ဆံရေးက break ဖြစ်သွားပြီးတော့သူနဲ့ကိုယ်နဲ့ communication လုပ်ရတာပို့ပြီးလွယ်သွားတယ်။အဲ့လိုမဟုတ်ဘဲနဲ့ချက်ချင်းလူရင်းယူတန်းသွားလိုက်တယ်ပေါ့နော်။ကဲဒီနေ့လာရင်ကိစ္စကိုပြော အဲ့လိုဆိုရင်ကျွန်တော်တို့ကဂျိုင်းမောင် small talk စီမခံနိုင်တဲ့အတွက်ဆက်ဆက်ရန်နည်းနည်းတင်းမာနေရကွာလို့ပြောမလဲဒီအလုံးသဘောအရာပြောနေတဲ့လိုမျိုးပဲဖြစ်သွားမယ်ဒီ heart to heart connection မရှိဘူးပေါ့တစ်ချိန်တည်းမှာပဲကိုယ်နဲ့စကားပြောတဲ့သူတွေအတွက်ဒီ comfortable environment လေးဖန်တီးပေးလိုက်တယ်လို့ပဲပေါ့နော်စကားပြောရတာပို့ပြီးတော့ချောချောမွေ့ဖြစ်လာမယ်တတောင်တတာရှိလာမယ် final တွေ့ကြုံလို့ပြောပြမယ် final hello talk စသုံးလုံးကပထမဆုံးစကားပြောဖြစ်တဲ့ speaking partner က Korea ပေါ့နော်အဲ့တော့သူ နဲ့ကိုเนี่ยလည်းတခါမှလည်းမတွေ့ဘူးကွာ final track ကလည်းပထမဆုံး experience ဆိုတော့ small talk တည်းရလည်းပြောလို့မရှိတော့ဘာပြောလို့ပြောမှန်းလည်းမသိဘူးအဲ့တော့ conversation ကတိတ်ဆိတ်ညာပေါ့เนาะအဲ့ချိန်မှာ သူ့ရဲ့ background နေပြီးတော့ကြောင်လေးတက်ခေါ် order ဖနာကြားလိုက်တယ်အဲ့တော့ဖနာအကြောင်လေးနဲ့ပတ်သက်ပြီးတော့မေးလိုက်တာကြောင်လေးကအထီးလေးလားအမလေးလားအမရဲ့ကြောင်လေးလားဘယ်နှစ်နှစ်ရှိသွားပြီလဲအဲ့တော့သူကလည်းဖနာမေးတဲ့မေးခွန်းကိုပြန်ဖြေတယ်အကလည်းတစဉ် conversation ညအသက်ဝင်လာပါတော့နော်အဲ့တော့အဲ့ချိန်မှာဖနာသတိထားမိသွားတာကိုကဘာမှစီးစစ်ကြေပြောနေကြမလို့ကွာ alignment လေးပြောပေးလိုက်ပြီဆိုရင်ဒါ communication skills ကအလိုလိုနေကောင်းလာမှာပဲအဲ့တော့အဲ့လိုမျိုး small talks လေးပြောလိုက်ခြင်းအပြင်နောက်တစ်ခေါက်ဒီအမနဲ့ထပ်တွေ့တဲ့အခါမှာဆိုရင်လည်းဖနာကဘာပြောရမလဲမသိဘဲနဲ့ကြောင်ပြောင် ်းမိကြအကြောင်းမရှိတော့ဘူး။အင်းကြောင်လေးအဆင်ပြေလားစသဖြင့်အဲ့လိုမျိုး conversation စလိုက်လို့ရတယ်။ small talks တွေက sense of social connection ပေးတဲ့အတွက် mood ကိုပိုပြီးတော့ကောင်းစေတယ်။အဲ့တော့ small talks တွေများများပြောတဲ့သူစကားပြောအရင်ကြွရတဲ့သူတွေဆိုရင်တို့ကြည်လိုက်အမြဲတမ်းပြန်လာ active ဖြစ်နေရလမ်းဆန်းတက်ကြွနေရပဲတို့ကြည်လိုက်ရင်ကိုယ့်ကို satisfy ဖြစ်နေတဲ့ပုံစံတွေကွာ mood ကောင်းနေတဲ့ပုံစံတွေပေါ့။ဒါပေမဲ့ final ကျတော့အဲ့လို တချို့အကျိုးမရှိတဲ့ small talks မျိုးတွေဆိုရင်တော့ရှောင်တယ်ကိုယ့်ရဲ့ process ကို delay ဖြစ်စေမဲ့ small talks မျိုးတွေဘာမှအကျိုးမရှိဘဲနဲ့အချိန်ကုန်ရမဲ့ small talk မျိုးတွေပြီးရင်ဒီအတင်းပြောတာတွေသူများအကြောင်းလေးကိုအတန်တကြပြပြနစ်နစ်တွေပြောနေတာမျိုးတွေဆိုရင်တော့ရှောင်တယ်ကဲပြီးရင်ကျွန်တော်တို့ small talks တွေကနေပြီးတော့ deep talk ကိုလည်းကူးသွားနိုင်တယ်အဲ့လိုကူးသွားလိုက်ခြင်းအပြင်အလောက်ကိုင်ခွင့်လန်းလေးပို့ပြီးတော့တည်လာမယ်ကွာချက်ချက်လည်းငေး deep talk ကိုသွားပြီးတော့သူများအကြောင်းသွားပြီးဆက်စုနေတယ်ဆိုရင်ဟာဘာလဲဟာဆိုပြီးဖြစ်သွားမှာပေါ့နော် first impression ကသူတို့လည်း ောပြချင်မှာမဟုတ်ဘူးအဲ့တော့ကိုကဒီလူနဲ့ small talk တွေပြောပြီးတော့ရင်းနှီးမှုယူရမယ်ပြီးတော့ရင်သူ့ရဲ့အလောက်ကနေပတ်သက်ပြီးတော့ကိုကတိကျင်အဲ့လို detail လေးမေးလို့ရတယ်ပေါ့နော်သူကပြောပြချင်နေဆိုရင်ပေါ့ ဥပမာကိုက vlogger တယောက်နဲ့စကားပြောရဲဆိုပါဆို content creator တယောက်နဲ့အဲသူ vlog ဘယ်လိုရိုက်တာလဲဘယ်လို camera တုံးတာလဲဘယ်လို update တုံးပြီးတော့ edit လုပ်တာလဲအဲ video တစ်ခါရရင်ဘယ်လောက်ကြာလဲကိုကတစ်ခါမှမလုပ်ဘူးတော့အဲ့လိုလုံဖူးတဲ့အတွေ့အကြုံရှိတဲ့သူတွေစီကနေပြီးတော့သူရဲ့ဒီ experience တွေကိုနားထောင်လိုက်ခြင်းအပြင်ကိုကိုယ်တိုင်ဆိုရင်လုံနိုင်မှာလားကိုနဲ့တီလုံနေဆိုရင်ခိုက်မှာလားဆိုတဲ့အတွေ့အမျိုးရသွားတယ်ကိုစီမှာဆိုတော့ကိုက vlogger တယောက်နဲ့စကားပြောလိုက်ရလို့ကိုလည်း vlogger ဖြစ်သွားတယ်နဲလား အဲ့လိုပဲ online shop လုပ်တဲ့တွေနဲ့စကားပြောကြည့်မယ် online sale နဲ့ပတ်သက်ပြီးတော့မမလေးလာတာလဲဘယ်လိုစပြောလောက်တာလဲဘယ်လိုခက်ခဲတွေရှိလဲစသဖြင့်တို့ရဲ့ experience တွေကိုကနားထောင်လို့ရတယ်ကွာအဲ financial ရဲ့ financial ကိုဒီ job offer လောက်လာတဲ့အမှတယောက်ရှိရပေါ့နော်သူကကြတော့ဒီ english language school တခုပိုင်းထဲမှာတရား financial ကိုသူ့ရဲ့ school မှာ language school မှာလာတင်မှာလားလို့တစ်ခါ offer လုပ်ဖွယ်ကွာဒါပေမဲ့ အဲ့တော့ကဖနာကဒီကြောင်းလေတစ်ဖက်ကိုရဲ့လောက်ကလည်းတစ်ဖက်နဲ့ဆိုတော့အချိန်မပေးနိုင်ပါဆိုလို့အရောင်အာနန္ဒာနဲ့ညင်းခဲ့လိုက်ရတယ်။အဒီမှနဲ့ကလည်းဖနာတို့အလောက်ကြောင်တန်းသွားတာမဟုတ်ဘူးတွေ့တာလည်း Hello Talk ဆိုတဲ့ app မှာပဲတွေ့တာ။သူနဲ့ကိုနဲ့ English လို့ practice တွေလုပ်ကြရတယ်။အမှအဖနာတို့ဒီနေ့က small talks တွေပြောနေနေမှာသူရဲ့အလောက်ကန်အကြောင်းသိကျွန်တော်ဖနာမေးလိုက်ရောမေးလိုက်တော့ तू က language school တစ်ခုပိုင်နေတဲ့။ပြီးတော့ဖနာလည်းတတိထားမိနေရကြနေပေါ့နော်။ဒီ English စကားပြောတာလို့သဘောကျတယ်သူရဲ့ language school မှာလားသင်ပါလားဆိုပြီးတော့ဖနာကိုအလောက်ကန်လန်းနေပေါ့နော်။အဲ့တော့ အဲ့ချိန်မှာလဲပြန်တက်ခွတဘောပေါက်သွားတာ။ဩကိုဒီတိုင်းဘာမှအကျိုးမရှိဘူးကျင်းတဲ့ small talk လေးတွေကနေပြီးတော့ဒီအချိန်ကြီးထိအောင်ရောက်လာနိုင်တာပဲ။ဒါပေမဲ့ကိုပြောတဲ့လူပေါ်လဲမူတည်တယ်ပေါ့နော်။အဲ့တော့ကို small talks ပြောနေတဲ့လူတွေက level တကူမှရောက်နေတဲ့လူတွေဆိုရင်တော့ကိုတွေ့တာအကျိုးရှိရပါပေါ့။ ကိုကိုကိုတော့ဘာလုံးနေမှမသိတဲ့နေချင်းတယ်လို့နေစားချင်းတယ်လို့စားပြီးရင်သူများတွေကိုလိုက်ပြောဝေးပန်းအတင်းပြောအဲ့လိုမျိုးတွေနဲ့ small talk ပြောနေမယ်ဆိုရင်တော့သူတို့နဲ့ small talk ပြောလိုက်လို့လေကိုကဘာရသွားမှာလဲအတင်းတွေပဲပြောတတ်သွားမှာပေါ့ဆိုတော့ small talk ဆိုတဲ့နေရာမှာလေကိုကငပေါ်ကြီးလို့လိုက်ပြီးတော့လူတကာကိုတင်မလားပက်ပြီးစကားပြောနေကြလည်းမလို့ကွာအဲ့တော့ကိုအထီးကဘယ်လိုမျိုးတွေကိုပြောမှာလဲဘယ်လိုမျိုးတွေနဲ့ဆိုရင် small talk ပြောတဲ့တယ်လဲဆိုတာတော့ဒါကိုယ်တိုင်ဆုံးဖြတ်ပေါ့နော် ကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာပြောသွားတာတွေကနေတစ်စက်တစ်ခုခုနားလဲသဘောပေါက်သွားမယ်လို့ခင်ဗျာမျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများချင်ပါတယ် anyway i hope you have a wonderful rest of your day and i'm going to see you in my next video bye, -bye.